အခုလိုအကြောင်းရင်းကြောင့်ချစ်သူအစ်တရနေပြီလို့ထင်ကြီးပြီးခံနေရတဲ့ရုံးရီလွင်မိုးပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်ရုံးရီလွင်မိုးဟာလက်တလုံးမှာဆိုရှယ်မီဒီယာပေါ်မှာအတော်လေးကိုခရက်ထပြီးတော့သူအစ်စ်တရနေပြီလားဆိုတဲ့ထင်ကြီးပြီးမှုတွေမိကုံထုံးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်အားလုံးရဲ့အစားကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်က ကျင်းပခဲ့တဲ့ရုံးရီလွင်မိုးရဲ့မွေးနေ့ပွဲကနေစတင်ခဲ့ရပါရုံးရီလွင်မိုးဟာသူမရဲ့အသက်26နှစ်ပြည့်မွေးနေ့ကိုတငယ်ချင်းမိတ်ဆွေတွေနဲ့အတူခင်ခင်နာနာကျင်းပခဲ့ပါတယ်ပျော်ရွှင်စရာမွေးနေ့ပွဲရဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေကလည်းဆိုရှယ်မီဒီယာပေါ်ကိုတက်လာခဲ့ပါတယ်ဒီမွေးနေ့ပွဲကျင်းပတဲ့အချိန်ကရုံးရီလွင်မိုးရဲ့မိသားစုဝင်တွေဖြစ်တဲ့သူမရဲ့အဖေမင်းသားကြီးဦးလွင်မိုးသူမရဲ့မိမေဒေါ်မေသူနဲ့သူမရဲ့သားလေးလီယန်တို့ကလွင်မိုးခရီးသွားနေတဲ့အစီအစဉ်ရိုက်ကူးဖို့အတွက်အာဖရိကတိုက်ကိုခရီးထွက် နေကြတာပါဒီလိုမျိုးမိသားစုဝင်တွေခရီးထွက်နေချိန်မှာကျင်းပခဲ့တဲ့မွေးနေ့ပွဲမှာရုံးလီလွင်မို့တရားအမျိုးသားတအုပ်နဲ့တော်တော်လေးကိုရင်းရင်းနှီးနှီးတွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကပြည်သက်တွေအကြားထဲမှာအဓိကပြောစရာအကြောင်းအရာတစ်ခုဖြစ်လာပါတော့တယ်ဒီဓာတ်ပုံတွေကိုမြင်တွေ့လိုက်ရတဲ့ပြည်သက်တွေကရုံးလီလွင်မို့တရားချစ်သူအစ်စ်ရာနေပြီလားအစ်စ်အစ်စ်ကိုမိတ်ဆက်ပေးလိုက်တာလားဆိုပြီးတော့ထင်ကြီးအမျိုးမျိုးပေးလာကြပါတော့တယ်ပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲရုံးလီလွင်မို့ဟာငယ်စဉ်စေကျော်သက်အရွယ်နိုင်ငံသားမှာစ ကျောင်းတက်နေရင်းနဲ့သူမရဲ့ချစ်သူနဲ့အိမ်ထောင်ကျခဲ့ပြီးတော့တားလေးလီယန်ကိုရရှိခဲ့ရဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူတို့ရဲ့မိသားစုဘဝလေးကိုချစ်ခင်အားပေးခဲ့ကြပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲမနေ့ကတော့ရုံးရင်လင်မို့တယောက်ခင်မုန်းတဲ့နဲ့စိတ်သွောရခြင်းမတိုင်းဆိုင်တော့အောင်တရားဝင်ကွာရှင်းပြတ်စဲခဲ့ရပါတယ်။ဒီလိုကွာရှင်းပြတ်စဲပြီးရင်နောက်မှာတော့ရုံးရင်လင်မို့ကောင်မြန်မာနိုင်ငံကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးတော့သူမရဲ့တားလေးလီယန်နဲ့အတူဘဝသစ်ကိုတည်ဆောက်နေခဲ့ရပါ။ဒီချိန်ထဲမှာပဲအနုပ ညာအလုပ်တွေအထူးသဖြင့်ကြော်ညာရိုက်ကူးမှုတွေကိုအများပြန်လက်ခံပြီးတော့လုပ်ကင်လာခဲ့ပါတယ်။စင်ငယ်မသားတယောက်အဖြစ်နဲ့သားလေးကိုပြုစုစောင့်ရှောက်ရင်းကိုဘဝကိုရည်တည်ဖို့ကြိုးစားနေတဲ့ရုံးရီလူမျိုးကိုပြည်သက်တွေကအရင်ကထက်တောင်မှပူပြီးတော့ချစ်ခင်အားပေးလာကြပါတယ်။ ်ဒါကြောင့်သူမဟာအခုဆိုရင်တော့ကြောင်ညာရီမနာတန်းရိုက်ကူးနေရပြီးတော့ဝင်ငွေအကောင်ဆုံးအမှုပညာရှင်စည်ရင်ထဲမှာတောင်ပါဝင်နေရဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေမှာပြည်သက်အများစုကရုံးရီလူမျိုးကိုတားလေးနဲ့အတူတယောက်တည်းလှလပပတောက်ပနေရကိုပဲမြင်ကျင်ကြတာပါအိမ်တော်ကြီးတခါကြာရှုံးခဲ့မှုတွေအတွက်သူ့ကိုနောက်ထပ်တခါထပ်ပြီးတော့စိတ်မထိခိုက်စေခြင်းနဲ့ကာကွယ်ပေးခြင်းနဲ့စိတ်တွေပြည်သက်တွေစီမှာရှိနေပါတယ်ဒါကြောင့်မလို့အခုလိုမျိုးမွေးနေ့ပွဲမှာအမျိုးသားတယောက်နဲ့နီးနီးကပ်ကပ်ရေ င်းရင်းနှီးနှီးဓာတ်ပုံတွင်ရိုက်တာကိုမြင်လိုက်ရတဲ့အခါပရိသတ်တွေကဝမ်းသာပေးရမလားဒါမှမဟုတ်စိတ်ပူပေးရမလားဆိုပြီးတော့ဝေခွဲမရဖြစ်သွားကြပါရဲ့ဒါတကယ်ပဲအချစ်သက်လားဆုံးဖြတ်ချက်အရန်မြန်သွားမလားဆိုပြီးတော့စိုးရင်ဒီချင်းနဲ့စောင့်ကြည့်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ပရိသတ်ကြီးတို့ရေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျမတို့စုံစမ်းသိရှိရတဲ့လောက်တော့ရုံးရင်လင်မုန်နဲ့သမားရဲ့မွေးနေ့ပွဲမှာဓာတ်ပုံအထူးထူးတွင်ရိုက်ခဲ့တဲ့အဆိုပါအမျိုးသားကပရိသတ်တွေထင်ကြီးပေးနေကြသလိုသူ့ရဲ့အချစ်သက်မဟုတ်ပါဘူး သူကရုံးရီလင်မုန်းနဲ့အနုပညာအလုပ်တွေမှာအတူတူလက်တွဲလုပ်ကိုင်နေတဲ့အဝတ်စားဒီဇိုင်းပိုင်းဆိုင်ရာတွေကိုတာဝန်ယူပေးနေတဲ့မြန်မာနိုင်ငံကနာမည်ကြီးဒီဇိုင်နာတဦးသာဖြစ်တယ်လို့သိရပါတယ်။မွေးနေ့ပွဲကိုတက်ရောက်လာတဲ့မိတ်ဆွေတငယ်ချင်းတယောက်အနေနဲ့အမတ်တရားဓာတ်ပုံတွဲရိုက်ခဲ့ကြတာဖြစ်ပြီးတော့ပရိသတ်တွေထင်နေကြသလို romantic relationship မျိုးလုံးဝမဟုတ်ဘူးလို့နှီးဆက်သူတွေကဆိုပါတယ်။ပရိသတ်တွေကသူမကိုအချစ်သက်အိမ်ထောင်သက်ထက်မှန်ထူထောင်တာထက်စင်ငယ်မသားတယောက်ဖြစ်နေတားလေးနဲ့အတူအောင်မြင်မြင်တောက်ပနေရ ကိုပို့ပြီးတော့မြင်ကျင်ကြတယ်ဆိုတဲ့သဘောထားကိုလည်းတွေ့ရပါတယ်။ဘလိုပဲဖြစ်ဖြစ်အခုထွက်ပေါ်နေတဲ့သတင်းတွေကတော့ထင်ကျေးပေးမှုတစ်ခုသာဖြစ်ပြီးရုံးနေလင်မိုတယောက်အချစ်သက်ရနေပြီဆိုတာမဟုတ်သေးကြောင်းသိရပါတယ်။ပရိသတ်ကြီးတို့ရောရုံးနေလင်မိုကိုအချစ်သက်နဲ့ထပ်မံမြင်တွေ့ခြင်းမီလား။ဒါမှမဟုတ်အခုလိုမျိုးတယောက်တည်းအောင်မြင်နေတာကိုပဲဆက်ပြီးတော့အားပေးခြင်းလား။ပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။